မင်္ဂလာပါခင်ဗျာ idea မြန်မာကနေပြီးတော့အော်တိုဘာလ24ရက်မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရေးစီးပွားရေးလူမွေးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမောက်သူတင်ပြပြီးလို့တဲ့သတင်းပုတ်ကတော့ PDF အမေကန်အဖွဲ့ဝင်30ကျော်လက်နက်ခဲများနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်နိုင်ငံတော်နဲ့တက်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလေသဘောပေါက်လာတဲ့ PDF အမေကန်အဖွဲ့ဝင်30 ်30ကျော်တို့ဟာဥပဒေပေါင်းတွင်ထပ်မံဝင်ရောက်လာတယ်လို့သိရပါတယ်။ထို့သောဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာကြသူများအနက်ရန်ကုန်တိုင်းဒေသကြီးမှုမျိုးနှင့်လေကူးမျိုးနှင့်တိုင်းတာယာမျိုးနှင့်ဒဂုံမျိုးတင့်မြောက်ပိုင်းမျိုးနှင့်စမ်းချောင်းမျိုးနှင့်တောင်းကလာပါမျိုးနှင့်သုံးကွာမျိုးနှင့်ဒလားမျိုးနှင့်ကြောက်တန်းမျိုးနှင့်နှင့်ဘူတိုင်းဒေတာကြီးဝေါ်မြုံနယ်တို့မှ PDF အမေကန်အဖွဲ့ဝင်အမျိုးသားစံနှုန်းနဲ့မြို့သမီး၃ဦးတို့ဟာတာဝန်ရှိသူများကအော်တိုဘားလ22ရက်နေ့မှာ မိဘအုပ်ထိန်သူများထံလွှဲပြောင်းအနက်ပေးရကြပါတယ်အလားတူ Skyline ဒေသကြီးမင်းမှုမြို့နယ်ဘုံရမြို့နယ်ဝင်းသူမြို့နယ်ရွှေဘုံမြို့နယ်ကမ်းပလူမြို့နယ်တို့မှ PDF အမိခံဖွဲ့ဝင်အမျိုးသား၁၈ဦးနဲ့အမျိုးသမီး၃ဦးတို့ကိုတာဝန်ရှိသူများကအော်တိုဘားလ22ရက်နေ့မှာအနောက်ပြောက်တိုင်းစစ်တပ်နာချုပ်ဇေယသီရိခမ်းမမှာမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနက်ပေးခဲ့ကြပါတယ်အဆိုပါလင်းဝဲရောက်လာသူများ PDF များနဲ့အတူပါလာတဲ့ MK ွဲတလက်ကျင်းတစ်ခုဆနဖို့ကြီး900လက်လုံးပစ္စတိုတလက်နဲ့လက်လုံးပစ္စတိုကြီးအိမ်တစ်ခုတို့အားလွှဲပြောင်းပေးရကတိုင်းမှုကလက်ခံရယူပြီးရင်းလက်နဲ့ခင်းရများအတွက်စူးတင်းငွေဖြစ်တူးလင်းကျက်သိန်း20စီဖြင့်စုစုပေါင်းငွေကျက်သိန်း420စီနဲ့စားသောက်ခွေရများပေးရခဲ့တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံမှာအလုပ်လုပ်ကြိုင်မဲ့လုပ်သား80ကျော်ကိုလမ်းညွန်တင်နန်းတက်ရောက်ခွင့်ပြုရဲဆိုတဲ့သတင်းဖြစ်ပါတယ် ြည်ပလုတ်ကိုင်းအကျိုးဆောင်လိုင်စင်ရအေဂျင်စီမှတဆင့်ဂျပန်နိုင်ငံသို့တောက်ရောက်လုတ်လုတ်ကိုင်းကြမယ်။လုတ်သား82ဦးကိုပြည်ပလုတ်ကိုင်းလမ်းညွန်တင်တန်းတက်ရောက်ခွင့်နဲ့ပြည်ပလုတ်ကိုင်းအလုသမားတက်တည်ကံက OWIC ပြုလုပ်ခွင့်ပြုလိုက်ကြောင်းလုတ်သမားဝန်ကြီးဌာန Set Migration ကအသိပေးထုတ်ပြန်ပါတယ်။အဆိုပါလုတ်သမားများဟာအော်တိုဘားလ23ရက်မှာပြည်ပလုတ်ကိုင်းလမ်းညွန်တင်တန်းတက်ရောက်မှာဖြစ်ပြီး24ရက်နေ့မှာ OWIC ကပြုလုပ်ရမှာဖြစ်ကသမတ်နေ့ရက်မှာသင်တန်းတက်ခြင်း OWIC ကပြုလုပ်ခြင်းမရှိပါကပြန်လည်တင်ပြရမယ်လို့အသိပေးကြေညာထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့73စီတူလောင်ကမ်းများနဲ့ရောင်းဆိုင်များမှာ real time online monitoring CCTV များတက်ဆင်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်73စီရောင်းဆိုင်များကိုခင်မီစိတ်ချရတဲ့တူလောင်ကမ်းနဲ့ရောင်းဆိုင်များအဖြစ်အစစ်မြစ်တင်ရန်ဆောင်ရွက်လျက်ရှိရာ 73ကြီးတူလောင်ကမ်းများနဲ့ရောင်းဆိုင်များမှာ real time online monitoring နဲ့ CCTV များတပ်ဆင်ခြင်းကို2025ခုနှစ်ဒီဇင်ဘာလအတွင်းအပိတပ်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းအတိအပထုတ်ပြန်ထားပါတယ်။နိုင်ငံတော်ဆွေးနွေးအနေဖြင့်2010ပြည့်နှစ်မှာစတင်ပြောင်းလဲကျင့်သုံးတဲ့ဈေးကွက်စီးပွားရေးစနစ်နဲ့အညီပုဂ္ဂလိကလုပ်ငန်းရှင်များအား73စီတင်သွင်းတူလောင်သေးယူဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလွတ်လပ်စွာလှုပ်ဆောင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။73စီတူလောင်သေးယူဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ကိုင်တဲ့ ုဂ္ဂိကလလုပ်ငန်းရှင်များဟာ73ဒီတူလောင်ကန်းနဲ့အယောင်းဆိုင်များဒေတာတွင်းနဲ့အိမ်နီးချင်းနိုင်ငံများနဲ့အတူခင်မီစိတ်ချလုံခြုံရသောတူလောင်စနစ်နဲ့အယောင်းဆိုင်များဖြစ်စေရေး73ဒီတွင်သင်းတူလောင်တည်ယူဖြန့်ဖြူးခြင်းလုပ်ကိုင်တဲ့လုပ်ငန်းများအတွေ့တူလောင်စခန်းများနဲ့အယောင်းဆိုင်များမှာ real time online monitoring cvtv တက်ဆင်ပြီးခင်မီ လုံခြုံစိတ်ချမှုရှိတဲ့စနစ်အတွက်အဆင့်မြင့်တူမှုလုပ်ငန်းများပါပေါ်ဆောင်လုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ် ဆက်လက်တင်ပြပေးလိုတဲ့သတင်းတပုတ်ကတော့အစားအသောက်များမှာဖော်မလင်ထည့်သွင်းမှာကမြူသားအစားအသောက်ဥပဒေဖြင့်အရေးယူမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အစားအသောက်မှာတားမြစ်ထားသောဓာတုပစ္စည်းဖော်မလင်ထည့်သွင်းမှာကမြူသားအစားအသောက်ဥပဒေပုံမှန်28ကာကြီးဖြင့်အရေးယူမယ်လို့အစားအသောက်နဲ့ကုတ်ကဲဦးစီးဌာနကအော်တိုဘာလ23ရက်မော်လဲပိုင်းမှာအတိအသေးထုတ်ပြန်ထားကြောင်းသိရပါတယ်ဈေးကွက်မှာရောင်းချလျက်ရှိတဲ့ပေသွေးပေပြားမုတ်ဖက်စသည်တို့ကို တာရှိခံရန်အတွက်တားမြစ်ဓာတုပစ္စည်းဖြစ်တဲ့ formalin ထက်သွင်းခြင်းကိုခွင့်မပြုကြောင်းရင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ formalin ထက်သွင်းထားသောအစားအသောက်ကိုစားသုံးမိပါကခေါင်းမူခေါင်းကိုက်အော်အန်ခြင်းပိုင်းနာခြင်းအသက်ရှူခက်ခဲခြင်းများဖြစ်ပွားစေနိုင်ပြီးရေရှည်စားသုံးမိလျှင်အစာအိမ်အနာဖြစ်ခြင်းအသေးကြောက်ကပ်ပျက်စီးခြင်းနဲ့ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြင်းကိုယ်ဝန်ဆောင်မိခင်မြို့သူများနဲ့ကလေးငယ်များမှာ formalin အစိတ်အသင့်မှုပုံမှန်ဖြစ်ပွားနိုင်ကသတိသားဖွံ့ဖြိုးမှုထိခိုက်ခြင်းနဲ့ ကလေးသူငယ်ကြီးထွားမှုပြဿနာများဖြစ်စေနိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဖားကန့်မှာရေစာပုံပြိုကျပြီးကြောက်သမားနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်နတ်မော်ရွာပအုပ်ကုမ္ပဏီရဲ့ကြောက်စိမ့်လုပ်ွက်ဟောင်းမှာအော်တိုဘားလ23ရက်ကရေစာပုံပြိုကျပြီးရေမစေးကြောက်သမားနှစ်ယောက်သေဆုံးပြီးတစ်ယောက်ထိခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီမှာညနေ၄နာရီလောက်မှာရေစာပုံပေါ်မှာရေမစေးကြောက်ရှာဖွေနေချိန်ရေစာပုံရုတ်ရက်ပြိုကျလာတဲ့အထဲနှစ်ယောက်သေဆုံးပြီးအသက်၁၄နှစ်အရွယ်ကောင်းလေးတစ်ယောက်ကိုလည်းထိခိုက်ခဲ့တာဖြစ်ပါတယ်။သေဆုံးသွားတဲ့ရေမစေးသမားနှစ်ယောက်ဟာဟာကန်ဒေတာမှမဟုတ်ပဲဝိုင်းရီအတွက်ရေမစေးကြောက်ရှာဖွေခြင်းရွှေ့ပြောင်းလာတဲ့သူတွေဖြစ်ပြီး၎င်းတို့ဟာကြောက်စင်းကုမ္ပဏီလောက်ွက်တူဖော်ပြီးနောက်စွန့်ပစ်ထားတဲ့မြေစာပုံတွေထဲမှာထမင်းဘိုးတာတာကြောက်တစ်ခုရဖို့အသက်နဲ့ရင်းပြီးရှာဖွေနေရတာလို့ ေမစေးသမားတွေကပြောပါတယ်။အာကန်မှာနှစ်တိုင်းမြေစာပုံပြိုကျလို့ရေမစေးသမားအများပြားတည်ဆုံနေရပြီးအော်တိုဘားလ3ရက်မှာမော်စီရွာကကြောက်စိမ့်လောက်ကဟောင်းမှာမြေစာပုံပြိုကျလို့ရေမစေးသမားတယောက်တည်ဆုံထိခိုက်ရတယ်လို့လည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ Skyline ကလေးမြို့နယ်မှာငွေကျပ်14ဘီလီယံကျော်တန်ဖိုးရှိတဲ့မြွေစေဝါးများကိုဖန်ဆီးရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းကလင်းမြို့နယ်မှာ ငွေကျပ်14ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြစေးပြများနဲ့ဘိမှူများကိုပြီးခဲ့တဲ့စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာဖမ်းဆီးရမိခဲ့ကြောင်းမေစီဝါတားဆီးနေနေရဲတပ်ဖွဲ့ကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်ညနေ9နာရီခွဲကကလင်းမြို့နယ်ကြည်ကုန်းကြည်ရာနီးငိမ့်ညမ်းမောင်ခေါ်ကလားလီမောင်းလာတဲ့ Fallen ကားပေါ်မှာစိတ်ကြစေးပြား65.2တိန်စက်တင်ဘာလ19ရက်17နာရီခွဲမှာစိတ်ကြဆေးပြားများတည်ဆောင်ရည်တွင်ဥပပေါင်းပါဝင်သူ ူအောင်ကျော်တို့အားဖမ်းဆီးရမိပါတယ်ထို့ကြောင့်ဖမ်းဆီးရမိသူများအားမွေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေပုံမှန်အရအမှုဖွင့်ပြီးဆက်ဆက်ပြစ်မှုကျူးလွန်သူများအားထပ်မံဖမ်းဆီးရေးအတွက်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်မှာစောင်းဝင်းနေချက်တဲမှုကြောင့်ကိုဝင်ဆောင်မြို့သမီးအချို့ကိုဝင်ဖျက်ချမှုများရှိနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကမြို့နယ်အချို့မှာစောင်းဝင်းနေချက်တဲမှုတွေကြောင့်မွေးလာမဲ့ကလေးငယ်တွေကို တောင်ယူမဆောက်ရှောက်နိုင်တော့တဲ့အတွက်ကိုဝင်ဆောင်မိခင်အချို့ဟာကိုဝင်ဖျက်ချနေရတယ်လို့ဒေသခံတွေကပြောပါတယ်။မြောက်မြို့မှာမြို့သမီးတယောက်ဟာကလေးဖျက်ချတာတွေရှိတယ်။စောင်းဝင်းနေကြီးကလည်းစက်တေးတယ်။ကလေးတယောက်ပြီးတယောက်မွေးနေတော့တောင်ဝင်လည်းမယူနိုင်တော့ဘူးဆိုတဲ့မိသားစုတွေကဖျက်ချတယ်လို့ပြောပါတယ်။ကိုဝင်ဖျက်ချသူအချို့ဟာလက်လုံလက်စားဆင်းရဲသူတွေနဲ့စစ်ဘေးရှောင်နေတဲ့မြို့သမီးအချို့ဖြစ်ပြီးလက်ရှိမှာစီးပွားရေးအဆင်မပြေတဲ့သူကိုဝင်ဆောင်မှုအဆင်မပြေသူတွေဟာစေးဆိုင်စေးကမ်းတွေစီရောက်လာပြီး ကိုဝင်ဖျက်ချဖို့လာရောက်တိုင်ပင်ကြသူတွေလည်းရှိတယ်လို့ကြောက်တော်မျိုးနဲ့သူနာပြုတယောက်ကပြောဆိုခဲ့ပါတယ်။နောက်ဆုံးတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့အော်တိုဘားလာ24ရက်နေ့မှာရန်ကုန်ဈေးကွက်မှာအများမှာဘုံလုံးသီးပေါ်ပြီးမုံနာဥနဲ့ဂရခါသီးတို့ဈေးပြန်တက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့ရက်ကွက်ဈေးတွေမှာယနေ့အော်တိုဘားလာ24ရက်နေ့မှာဘုံလုံးသီးတထောင်ဟာ900ကျပ်ဖြင့်ပေါ်ပေါ်များများတွေ့ရပြီးကြောက်ဖြုံသီးတစ်လုံး3000ကျပ်ဖြင့်ဈေးကြကား မုံလာဥဏီ30သား1400 1500ကျပ်မုံလာဥဖြူတစ်စီး1800ကျပ်ဂေါ်ရခာသီတစ်လုံး600ကျပ်တို့မှာဈေးပြတ်တက်လာကြောင်းသိရပါတယ်ဘူးညွန်းနဲ့ဟင်းနုနယ်တို့မှာလည်း900ကျပ်ဖြင့်ဈေးမြင့်ပိုင်းမှာရှိနေစေဖြစ်ပြီးတရုတ်ကစုံဂေါ်ရခာကိုက်လန်တို့မှာခရမ်းညင်သည်30သား900ကျပ်အပါဝင်အခြားသောဟင်းသီးရွက်များလည်းပုံမှန်အမြင့်ဈေးတိုင်းတည်ငြိမ်လျက်ရှိတယ်လို့သိရပါတယ် ခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရဲစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်းလန်းကြပါစေခင်ဗျာ။